မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးအာဆီယံဘုံသဘောတူညီချက်ကိုအပြည့်အဝအကောင့်ထဲပေါ်ဖို့မြန်မာစစ်ကောင်မရှင်ကိုမလေးရှားတိုက်တွန်းဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်အာဆီယံဘုံသဘောတူညီချက်9ရက်အထူးသဖြင့်အကြံဖတ်မှုတွေရဲ့ဆိုင်းရင်းလူသားချင်းစာနာမှုအကူအညီပေးရမှုအရှိန်မြင့်ရေးနဲ့မြန်မာမှသက်ဆိုင်သူအလုံးတွိတ်ဆုံဆွေးနွေးရေးအပြည့်အဝအတိတ်ပဲရှိရှိအကောင့်ထဲပေါ်ဆောင်နိုင်ဖို့မလေးရှားနိုင်ငံကတိုက်တွန်းလိုက်ပါတယ်မြန်မာစစ်ကောင်ရှင်ခန့်ဝင်းကြီးချုပ်ဦးညိုစောနဲ့ နေပြည်တော်မှာတွေ့ဆုံစဉ်အခုလိုသတင်းစကားပါခဲ့တာလို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟက်ဆန်က ပြောပါတယ်။ မြန်မာနိုင်ငံမှာမကြမီကျင်းပမဲ့ရွေးကောက်ပွဲကိစ္စကိုလည်းဆွေးနွေးခဲ့ပါတယ်လို့၎င်းကတောက်ကြနေမှာလူမှုကွန်ရက် Facebook မှာရေးသားခဲ့ပါတယ်မြန်မာခရီးစဉ်ကို2025ခုနှစ်ဇူလိုင်လတွင်ကျင်းပခဲ့တဲ့58ကြိမ်မြောက်အာဆီယံနိုင်ငံသားဥဝင်ကြီးများစီဝေးဆုံးဖြတ်ချက်ရသွားရောက်ခဲ့ပြီးအာဆီယံအနှစ်ကြာဥက္ကဋ္ဌဖြစ်နိုင်ငံသားဥဝင်ကြီးအနေနဲ့လှုပ်ဆောင်ခဲ့တာလို့သူကဆိုပါတယ်စစ်ကော်မရှင်နိုင်ငံသားဥဝင်ကြီးစစ်ကော်မရှင်ကောင်ဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့မိုဟာမက်ဟဆန်ကကြားသားပရင်း ေ့ကမြန်မာနိုင်ငံသို့သွားရောက်ခဲ့တာပါဒီဇင်ဘာလရွေးကောက်ပွဲကိုစောင့်ကြည့်ဖို့မလေးရှားနိုင်ငံကလေလာစောင့်ကြည့်ရေးအဖွဲ့ဆင်းလို့မယ်လို့စစ်ကော်မရှင်ထိန်းချုပ်နိုင်ငံပိုင်မီဒီယာတွေကဖော်ပြကြောင်းသိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လူလူစိတ်မဝင်စားသည့်ရွှေကောက်ပွဲကိုထောက်ခံသူများကပင်မဲစင်းများမှားမြင်နေကြောင်းဖွင့်ဟတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့2020ရွှေကောက်ပွဲအားမဲမတမာမှုအကြောင်းပြကအာနာသိမ့်ယူခဲ့သောစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမေအောင်လိုင်းဦးဆောင်၍ပြန်လည်ပြုလုပ်မည့်ရွှေကောက်ပွဲကိုလူလူကလက်ခံခြင်းမရှိစိတ်ဝင်စားခြင်းမရှိသလိုဝင်ရောက်ရှင်းပြကြမည့်ပါတီအနေနဲ့လည်းထောက်ခံသူများကလည်းမဲဆန္ဒရှင်စည်ရင်များမှားမြင်နေမှုအပေါ်ဝေဖန်လာကြပါသည်။ စစ်ကောင်မရှင်ကလာမည့်ဒီဇင်ဘာ28ရက်တွင်ရွေးကောက်ပွဲအပိုင်း1ကိုစတင်ပြုလုပ်ရန်စီစဉ်နေပြီးတပ်ဆိုင်ရာမြို့နယ်များ၌မဲဆန္ဒရှင်စည်ရင်များအောင်စက်တင်ဘာ30ရက်မှအောက်တိုဘာ7ရက်ထိကတ်ထားမည်ဟုကြေညာခဲ့ပါသည်။ သို့တော့ပြည်သူများစိတ်ဝင်စားမှုမရှိသဖြင့်လက်ရှိအချိန်ထိလာရောက်ကြည့်ရှုသူနေပါလျက်ရှိကြောင်းမြို့ကံများ၏ပြောပြချက်အရသိရပါသည်အဆိုပါရွေးကောက်ပွဲအပိုင်းတစ်ကိုမြို့နယ်တရားနှမြို့နယ်၌စတင်ပြုလုပ်မည်ဖြစ်ပြီးမဲဆန္ဒရှင်စည်ရင်များမှားယွင်းနေမှုနှင့်ပတ်သက်၍ပထမဆုံးစတင်ဖွင့်ဟလာသူမှာစစ်ကော်မရှင်ကျောင်းနောက်ခံပြုထားသည့်ချက်ခိုင်ရေးနှင့်ပွင့်ပြိုးရေးပါတီ USDP နေပြည်တော်ဥက္ကဋ္ဌဘူးလက်လောက်ဆွေခေါ်ဦးလောက်ဆွေဖြစ်ပါသည် USDP နေပြည်တော်ဥက္ကဋ္ဌဦးလဲလာစေတီ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှာတဆင်အောက်တိုဘာ9ရက်မှာပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ဦးလဲလာစေပြောဆိုချက်အရစစ်ကော်မရှင်ထုတ်ပြန်ထားသောမင်းဆန္ဒရှင်စည်ရင်းများတွင်တည်ဆုံသူများနေရ၌မရှိတော့သူများအပြေးပြောင်းရွှေ့သွားသူများစသည်တို့ပါဝင်နေပြီးဝင်ပြိုင်ကြမည်လွတ်တော်ကိုယ်စားလှယ်လောင်းများနှင့်အုပ်ချုပ်ရေးမှူးမိသားစုဝင်များပင်မပါဝင်မီမြို့နယ်တခုလျင်မင်းစင်းရဲရာနေချီမှရင်းနေကြောင်းသိရှိရပါတယ်။ တန်ခံရေးပါတီပြင်စစ်ကောမရှင်ကဝင်းကြီးဟောင်းဒေါက်တာတသက်ခိုင်ဦးဆောင်သည့်ပြည်သူ့ရှေ့ဆောင်ပါတီ B3 လုံးနှင့်88မျိုးဆက်ចောင်းသားကောင်းဆောင်ဟောင်းဦးကကိုကြီးဦးဆောင်သောပြည်သူ့ပါတီ ပီပီတို့အပါအဝင်စေယုတ်စု၏ရွေးကောက်ပွဲဝင်ပြိုင်ပြီးအခြားနိုင်ငံ၏ပါတီများနှင့်တောက်ခံသူများကပါမြို့နယ်တိုင်း၌မင်းစင်းများမှားရွင်နေသည်ကိုဆက်လက်ဖွင့်ဟပြောဆိုလာသည်ကိုတွေ့ရပါသည်စစ်ကောမရှင်ကနိုင်ငံတော်ဝန်လေးချောင်းဖြင့်နေစဉ်ပုံကျဲတိုက်ခိုက်တပ်ဖြတ်နေပြီးလက်ရှိတွင်လည်းမြေပြင်ဝေဟင်ထိုးစစ်ဆင်ကပြုလုပ်လာမည်ချင်းရွေးကောက်ပွဲသည်အထူးရောင်သာဖြစ်၍ပြည်သူများလက်မခံကန့်ကွက်နေသလိုစိတ်ဝင်စားမှုမရှိသည့်အတွက်ထို့သို့လူကြားကောင်းအောင်အတန်ဟစ်ပြခြင်းဖြစ်ကြောင်းနိုင်ငံ၏အကြီးအကဲများကထောက်ပြ ြောဆိုပါတယ် ထို့အပြင်မဲဆန္ဒရှင်ဆင်းများကိုပြုစုရနိုင်လေအာနာသိမ့်ပြီးနောက်နိုင်ငံတကာအကူအညီမရဘဲဘတ်ဂျက်ငွေဒေါ်လာတန်းစီသုံးဆွဲ၍ကိုထုကိုထကောက်ယူခဲ့ရသည့်2024ခုနှစ်တကောင်စင်အားအခြေခံရယူထားပါသည်ရင်းချက်လက်များသည့်စစ်ပေးနှင့်တဘာဝဘေးများကြောင့်ထိကြမကန်မှုမရှိဘဲရှားကိုင်းတို့အများစုကိုခံမှန်းထည့်သွင်းထားကြောင်းသိရပါသည်အဆိုပါ2024တကောင်စင်တွင်မြန်မာနိုင်ငံ၌လူဦးရေ53တန်းကျော်ပြီးထို့နောက်မှ32တန်းကျော်သာစည်ရင်းကောက်ယူနိုင်ကောက် းတန်းကြော်ကုန်မှု၎င်းတို့အနေဖြင့်ခံမှန်းတွက်ချက်ထားဟုစစ်ကောင်မရှင်ကထုတ်ပြန်ပြောဆိုထားသည့်ပြင်နိုင်ငံတော်ဝန်ပုံချိန်မှုနှင့်မတရားဖမ်းဆီးမှုများကြောင့်မြေပြင်အခြေအနေနှင့်ပုံမှုကွဲလွဲနေသည်ကိုတွေ့ရှိရပါသည်စစ်ကောင်မရှင်ကမူလုံခြုံရေးနှင့်လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့်စီမံချက်ပါသတ်မှတ်အချိန်စရာအတိုင်း2024ခုနှစ်တကောင်စင်းကိုအောင်မြင်စွာဆောင်ရွက်နိုင်သဖြင့်မကြမီနိုင်ငံတော်အစဉ်အကန္နာပြုတ်လို့၍ပြည်တော်စုစီရင်ခန်းစာထုတ်ပြန်မည်ဖြစ်သလိုမင်းစင်းများကတားမှုကိုလည်းအောက်တိုဘာ14ရ ရက်မှ20ရက်ထိ9ရက်ထပ်တိုးပေးထားကြောင်းထုတ်ပြန်ကြေညာသိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်မှုထမ်းရနိုင်ခြင်းနဲ့တပ်သားအဖြစ်အတမဆုဆောင်ခံရနိုင်မှုတို့ကြောင့်မြန်မာလူငယ်နေ့တသမ5တန်းနေပါလုံခြုံမှုအမြဲတမ်းစိုးရိမ်နေပြီး6တန်းကျော်မှညအချိန်လုံးဝလုံခြုံမှုမရှိဟုခန့်စားနေရကြောင်း UNDP သတိပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်ချင်းမှုတန်ရနိုင်ခြင်းနဲ့တက်တာအဖြစ်အတ္တမစုဆောင်းခံရနိုင်မှုတို့ကြောင့်မြန်မာလူငယ်နှစ်ထသမ၅တန်းနေပါမှာဘေးကင်းလုံခြုံမှုတွေအမြဲတမ်းနေပါစိုးရိမ်ပူပန်နေရပြီးလူငယ်၆တန်းကျော်မှာညချိန်လုံးဝလုံခြုံမှုမရှိဟုခန့်စားနေရကြောင်းကုလသမဂ္ဂဖွံ့ဖြိုးမှုအစည်းအဝေး UNDP စင်ခန်းစာကတတိပေးပြောဆိုလိုက်ပါတယ် မြန်မာနိုင်ငံ၏အချက်အလက်များကြားတွင်ပုဂ္ဂိုလ်ဆိုင်ရာမလုံခြုံမှုနှင့်လူမှုဘဝဆိုင်ရာစိုးရိမ်ရမှုများသည့်မြန်မာနိုင်ငံတွင်နေထိုင်သူလူငယ်များတွင်စိတ်ပိုင်းဆိုင်ရာစိတ်ဖိစီးမှုများပုံမှုဖြစ်စေကြောင်းလူရေလူငယ်လူရေနှစ်တသမ၅တန်းနီးပါးသည်ပုဂ္ဂိုလ်ဆိုင်ရာဘေးကင်းလုံခြုံမှုကြောင့်အမြဲတမ်းနီးပါးစိုးရိမ်ပူပန်နေထိုင်ကြရပြီး၆တန်းကျော်မှညချိန်တွင်လုံးဝလုံခြုံမှုမရှိဟုခန့်စားနေရကြောင်း UNDP ကပြောပါသည် UNDP ကဂျောက်ကဘာချက်ကမျိုးဆက်မြမလူငယ်များ၏လုံခြုံရေးနှင့်လူမှုဘဝစိန်ခေါ်မှုများအစိုးရခန်းစာကိုထုတ်ပြန်တာပြီးရင်းအစိုးရခန်းစာတွင်မြမနိုင်ငံတွင်ကြာရှည်နေပြီဖြစ်သည့်မလုံခြုံမှုစီးပွားရေးခက်ခဲမှုနေရဆွန့်ခွာရမှုနှင့်ထိတ်လန့်နေရမှုများသည့်လူငယ်များ၏လူရင်းဆန္ဒကြောက်ရွံ့မှုနှင့်စိုးရိမ်ပူပန်မှုတို့မှကင်းလွတ်ခြင်းဟုသောလူသားလုံခြုံရေးကိုထိခိုက်နေရုံသာမက၎င်းတို့၏စိတ်ကြမ်းမာရေးကိုပါပျက်စီးစေလျက်ရှိသည်ဟုဖော်ပြသတိပေးထားပါသည် မြန်မာလူငယ်ခုနှစ်ဦးလည်းလူငယ်တဦးကမှ၎င်းတို့၏ပုံကိုဆိုင်ရာပေးကင်းလုံခြုံမှုအတွက်အမြဲတမ်းနေပါစိုးရိမ်ပူပန်နေရပြီးလူငယ်၁၀ဦးလည်း၄ဦးကလူဦးရေ၆တန်းကျော်သည့်ညဘက်တွင်တဦးတည်းလမ်းလျှောက်ရန်ပင်မလုံခြုံဟုခန်းစားနေရကြောင်းအစိုးရခန်းစားကဖော်ပြထားပါသည်။ လူငယ်သုံးပုံတပုံနေပါသည်စိုးရိမ်ပူပန်မှုသို့မဟုတ်စိတ်ဖိစီးမှုများမကြကနာခံစားရကြောင်းဖော်ပြကြပြီးဤနှုံထားသည့်မြန်မာနိုင်ငံ၏ပြည်ပကနှင့်ဆင်းရဲနွမ်းပါမှုအခင်ရာဆုံးပြည်내များအနက်မှခရယာပြည်내တွင်60ရာခိုင်နှုန်းကျော်နှင့်ချင်းနှင့်ရခိုင်ပြည်내တို့တွင်40မှ45ရာခိုင်နှုန်းထိရှိနေကြောင်းသိရှိရပါသည် အမျိုးသမီးများနှင့်နိုင်ရှင်လျင်အမျိုးသားလူငယ်များကလုံခြုံမှုမရှိနေဟုပုံမဖြေဆိုကြရာ၎င်းတို့၏စိုးရိမ်ထိတ်လန့်မှုများထိုကဲ့သို့မြင့်တက်နေရခြင်းမှာစစ်မှုထမ်းရနိုင်ခြင်းနှင့်တက်သားအဖြစ်အတင်းအကြပ်မှဆူဆောင်းခံရနိုင်ခြင်းတို့နှင့်ဆက်လင်းလျက်ရှိသည်ကိုလည်း ရှိနေသည်ကိုလည်းထင်ဟပ်နေကြောင်းသို့တော်လည်းငဲ့ရွယ်သောမတန်ဆွမ်းအမျိုးသမီးများမှမူကြောက်ရွံ့မှုနဲ့ထိခိုက်လွယ်မှုအမြင့်ဆုံးအဆင့်ကိုရင်ဆိုင်နေကြရကြောင်းသိရှိရပါသည်။ကမ္ဘာစိတ်ကျန်းမာရေးနေတွင်ဝန်ဆောင်မှုများရယူပိုင်ခွင့်ကပ်ဘေးနှင့်ရေးပေါ်အခြေအနေများတွင်စိတ်ကျန်းမာရေးဟူသောစောင့်ပုတ်အောက်မှထုတ်ပြန်သည့် UNDP စီရင်ခန်းစာကနိုင်ငံတော်တွင်စိတ်ကျန်းမာရေးဆိုင်ရာထောက်ပံ့များအရေးတကြီးလိုအပ်နေကြောင်းကိုအလေးနက်ထားဖော်ပြထားပါသည်။ အထူးသဖြင့်ပြည်ပခဘေးအတ္တမစွမှုထရန်ခေါ်ဆောင်ခရမီကိုဆိုးရိမ်ပူပန်နေရသည့်ဘေးနှင့်နေစဉ်စီးပွားရေးအကျက်တဲဘေးများပြန့်နှံ့နေသည့်အချိန်တွင်ရင်းထောက်ပံ့များသည့်မရှိမဖြစ်လိုအပ်နေကြောင်းထောက်ပြထားပါသည်။လူငယ်များအတွက်အကျန်းဖက်ခံရမှုအတင်းကျပ်စွမှုထန်ခိုင်းစေခံရမှုဒါမှမဟုတ်မနဲ့ပြန်ဘာဖြစ်မလဲဆိုတာမသိနိုင်ပေတေးချာရေရာမှုတွေကိုမတေးချာမရေရာမှုတွေကိုနေစဉ်ကြုံတွေ့နေရတဲ့ဒီရာတွေဟာမြန်မာလူငယ်တွေနေစဉ်ဘဝရဲ့အစိတ်ပိုင်းတစ်ခုလိုဖြစ်နေတယ်ဟု UNDP GPE အာရှနဲ့ပစိဖိတ်ဒေတာဆိုင်ရာမူဆောင်ညွှန်ကြားမှုကပြောပါတယ်။လူငယ်တွေကထူးခြားတဲ့ခန္ဓာရည်ရှိမှုကိုဆက်လက်ပြသနေပေမဲ့စိတ်ဒဏ်ရာတွေပြည့်နေတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာကြတဲ့ဒါကြောင့်သူတို့ရဲ့စိတ်ကြမ်းမာရေးအတွက်ပုံမှုပံ့ပိုးကူညီမှုများအရေးတကြီးလိုအပ်နေပါတယ်။သို့တော့ရင်းရှိတည်တံ့တဲ့တိုးတက်မှုဆိုတာကလုံခြုံမှုတည်ငြိမ်မှုနဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေးမျှော်မှန်းချက်များဖြင့်သာပေါ်ပေါက်လာနိုင်မှာဖြစ်ပါတယ်ဟု၎င်းကဆက်လက်ပြောဆိုကြောင်းသိရှိရပါတယ်။